ကဲအားလုံးမင်္ဂလာပါအခုရက်ပိုင်းမှာပေါ့နော်ဟိုအမအတင်လိုက်တဲ့ဒီဘာသာရေးပုံလေးနဲ့ပတ်သက်ပြီးတော့မှဘယ်သူပေါ့ထင်မြင်ချက်တွေပေးကြတာတွေဆဲဆိုကြတာတွေဟိုကို့အမြင်သူ့အမြင်ပေါ့နော်ဝေဖန်တိုက်ခိုက်ကြတာတွေပေါ့နော်အဲပြောချင်တာဒါပေမဲ့အမဘာမှပြန်မပြောဘူးဒါပေမဲ့အဲ့လိုပေါ့နော် ဒီကိုယ့်ရဲ့သမီးရဲ့အဖေပေါ့နော်အရင်ကိုနဲ့အမျိုးတော်ခဲ့တဲ့လူတယောက်ကနေပြီးတော့မှဒီလိုမျိုးမီဒီယာပေါ်အထိတက်ပြီးတော့မှဒီဘာသာကြီးနဲ့ပတ်သက်ပြီးတော့ပြောလာတဲ့အခါကျတော့အရင်ကတည်းကအမအမုံနဲ့လူနိုင်ငံကြီးနဲ့ပတ်သက်လို့မုံနဲ့လူပဲဖြစ်ဖြစ်ဟလာဒီဘာသာကြီးနဲ့ပတ်သက်လို့ဒီခရစ်ယာန်ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့မှတိုက်ခိုက်ချင်တဲ့လူတချို့ကလည်းရှိနေပြီးသားအဲ့တော့အမတို့မုံနဲ့အခန့်နဲ့ဒီလိုမျိုးသတင်းထွက်လာပြီးဆိုလူတွေကတိုက်ခိုက်ချင်ကြတာပြောချင်ကြတာလေဒါပေမဲ့အမကိုပြောရင်ဘာမှမဖြစ်ဘူးဒါပေမဲ့မဆိုင်ကရေးစင်္ကာပါကဲဘရိုရီဒီဗီယိုဖိုင်လင်းကတော့ဆိုတော့ချမ်းချမ်းကသုတ်သမင်းအကြီးကိုများဒီခရစ်ယာန်ဘာသာကိုသွင်းနေတဲ့အပေါ်မှာသူယောက်ျား ာပြောတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြန်လေတွန်းပြန်ထားတဲ့ view file လေးပါဆိုတော့ view file မှာတော့ကျွန်တော်တို့သင်ခန်းစာယူစရာလေးတွေပါတယ်ဆိုတော့ view file ကိုအရင်ကျွန်တော်တို့ကြည့်လိုက်ကြအောင်နော် okay so let's go သမမင်္ဂလာပါအခုရပါမင်္ဂလာပါအမကတင်လိုက်တဲ့ဒီဘာသာရေးပုံလေးနဲ့ပတ်သက်ပြီးတော့မှဘယ်လိုပေါ့တင်မြင်ချက်တွေပေးကြတာတွေဆဲဆုံကြတာတွေဟို ကိုအမြင်သူ့အမြင်ပေါ့နော်ဝေဖန်တိုက်ခိုက်ကြတာလေးပေါ့နော်အဲပြောကြဒါပေမဲ့အမဘာမှပြန်မပြောဘူးဒါပေမဲ့အဲ့လိုပေါ့နော်ဒီကိုယ့်ရဲ့သမီးရဲ့အဖေပေါ့နော်အရင်ကိုနဲ့မျိုးတော်ခဲ့တဲ့လူတယောက်ကနေပြီးတော့မှဒီလိုမျိုးမီဒီယာပေါ်ထိတက်ပြီးတော့မှဒီဘာသာကြီးနဲ့ပတ်သက်ပြီးတော့ပြောလာတဲ့အခါကျတော့အရင်ကတည်းကအမောက်မုန်းတဲ့လူနိုင်ငံကြီးနဲ့ပတ်သက်လို့မုန်းတဲ့လူပဲဖြစ်ဖြစ်ဟလာဒီဘာသာကြီးနဲ့ပတ်သက်လို့ဒီခရစ်စတန်ဘုရားဘာသာနဲ့ပတ်သက်ပြီးတော့မှတိုက်ခိုက်ခြင်းတဲ့လူတချို့ကလည်းရှိနေပြီးသားအဲ့တော့အမားတို့မုန်းတဲ့အခါနဲ့ဒီလိုမျိုးသတင်းထွက်လာပြီးဆိုလူတွေကတိုက်ခိုက်ခြင်းကြတာပြောခြင်းကြတာလေဒါပေမဲ့အမောက်ကပြောနေပါမှမဖြစ်ဘူးဒါပေမဲ့ဒါအမရဲ့အဖေတွေအမရဲ့တာသမီးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အမရဲ့မွေးအဖေပေါ့မွေးအဖေနဲ့ပတ်သက်ပြီးတော့မှအဲ့လိုမျိုးတွေ ို့ဖောက်ကားလာတဲ့အတွက်ကြောင့်အမကဒီဟာလေးကိုသူ့ကိုပြန်ပြီးတော့လည်းပြောပြချင်တာရဲ့ဒီဘာသာကြီးနဲ့ပတ်သက်လို့ဘယ်လိုတွေဘယ်သူကဟိုဘယ်လိုပြောမလဲအနှိမ်ခံရပြီးဖိနှိပ်ခံရလဲဆိုတာကိုလူတွေကမသိဘူးလူတွေကအမြင်ပဲပြောချတာသူတို့အပေါ်ယံကိုပဲပြောတာဒါပေမဲ့ကိုကအရင်အိမ်အောင်နဲ့ပေါင်းခဲ့ပြီးတော့မှဒီသမီးရခဲ့တာဆိုတဲ့အခါကျတော့ဒီအရင်အိမ်အောင်နဲ့ပတ်သက်လို့ဘာသာကြီးနဲ့ပတ်သက်လို့ဘသူကဘယ်လောက်ကြီးလုပ်ပေးခဲ့ပြီးတော့ဘသူကပို့ပြီးတော့မှဘာသာကြီးအတွက်ကိုလွတ်လပ်မှုပေးခဲ့လဲဆိုတာကိုမသိပဲနဲ့ပြောနေကြတဲ့လူတွေကိုပြောပြချင်တယ်အဲ့ဒါဘာလဲဆိုတော့အိမ်အောင်တို့ခုမှ ဘာသာကြားနဲ့ရောက်လက်ထက်တဲ့အခါမှာပြဿနာတွေအများကြီးရှိတယ်။အဲ့ဒါလူတွေကတော့အမြင်မှာတော့မင်္ဂလာပွဲတစ်ခုပြီးသွားပြီးသွားပြီဆိုပြီးညင်ကြတာပေါ့နော်။ဆိုတော့ဘာသာတိုင်းဘာသာတိုင်းမှာဟိုဘယ်လိုပြောမလဲ။ဟုတ်တယ်အမတော့မရှင်းပြချင်ဘူးကွာ။အခုကအမပြေဘာထည့်ပြီးဆိုကားစီလာလို့စတီဗင်ရေသူ့ရဲ့အင်တာဗျူးမှာဒီလိုဟာမျိုးဆိုတာကအဲ့မှာပဲကိုပတ်တာကိုလေ ်ကိုတိကျင်လို့ရှိရင် message ရပြီးတော့မေးလိုက်ပေါ့နော်အဲအဲ့လိုမျိုးပြီးတော့ तू လည်းမသိတာလည်းမဟုတ်ဘူးကွာတိကအမီးကဖျားဆောင်နေတွားနေတယ်ပို့ချေလည်းအမအမြဲတမ်းတင်နေပြေသူဖုန်းဆက်တာလည်းဟဲ့သမီးဖျားဆောင်သွားနေတယ်တိရမလားအဲ့လိုမျိုးတွေအမဖြေပေးတယ်ပေါ့နော်အခုကကြတော့အမအဖြေပါလာပြီးစော်ကားလာတဲ့ခါကျတော့ तू ကတော့ interview ထဲမှာဖြေလိုက်တာပဲအမတို့ကပဲဟိုဟိုကလေးကိုငငယ်လေးထက်ကဒီလိုမျိုးပေါ့နော်ဆွဲနေရဆိုတဲ့ဟာမျိုးလေးတွေကြတော့ကွာမကောင်တိရမလားငငယ်ငယ်ဆိုလို့ရှိရင်လည်းလာအောင်မယ်အမတို့ကပဲမှန်နေလို့ပြီးပြီးတော့ငင်းခံလိုက်တဲ့ဆိုတာမျိုးပေါ့နော်ဆိုတော့ဟိုဘယ်လိုပြောမလဲဟိုဘယ်လိုပြောမလဲ အခုတော့မှကြည့်ပါလားဝင်ဆဲကြတာလေတွေ့ရမလားဘာဖြစ်တယ်ညာဖြစ်တယ်နဲ့မြန်မာကိုအခုတော့မလုပ်နေလို့ဘာလို့အဲ့လိုမျိုးတွေလာတာလေဆိုတဲ့ခါကျဘာသာရေးနဲ့ပတ်သက်လို့ကတော့ဟိုလွတ်လပ်ခွင့်ဆိုတာလူတိုင်းမှရှိတာပေါ့နော်ဆိုတဲ့ခါကျအဆုံးဖြတ်တာလေအမသမီးကသူ့အတူဆုံးဖြတ်တာအဲ့ဒီတော့ဒီအကြောင်းကြီးကိုမသိဖြစ်နဲ့အမကပြောနေကြတယ်လူကအမတက်တနာလေမဖြစ်ဘူးအမဘာမှလည်းမဖြစ်ဘူးလက်လူရှုလက်လူရှုထားတယ် neglect လုပ်ထားဒါပေမဲ့သူကိုယ်တိုင်ကလာပြီးတော့မှအခုလိုမျိုးပြောလာတဲ့အတွက်ကြောင့်အမကပြောချင်တာပေါ့နော်ဟိုဟို သူကြားထဲပြောသူကြားထဲတည်တဲ့ပုံစံမျိုးပေါ့သူတည်ချင်လို့ရှင်သူအမကိုမေးလို့ရတယ်လေသူပြောတယ်လို့ပဲအမနဲ့သူနဲ့ကြားထဲမှာသမီးနဲ့ပတ်သက်လို့အမကွင့်ပြူထားတယ်တခုရှိတယ်သူနဲ့အမနဲ့အိမ်တော်ကွဲပေမဲ့အမဒီသမီးသူ့ဖေနဲ့ဆက်သွယ်လို့ရအောင်လို့အမရဲ့ဖုန်းဒီ messenger အမြဲဖွင့်ပေးထားတယ်အခုလက်ရှိပေါင်းနေရောက်ကြောက်လဲအမျိုးသားလဲအမပြောထားတယ်အဲသူ့ဖေကသူ့သမီးတို့လိုတာရှိလို့ရှင်မေးတာမျက်နှာသူ့သမီးနဲ့ဖုန်းပြောတာမျိုးတော့ငါခွင့်ပြူထားတယ်ငါ့ messenger ကိုသူ့ပေးသုံးထားတယ်ဒီမှာဆက်သုံးနေမပြည့်မချင်းဖုန်းသုံးဝင်မရှိဘူးအဲ့တော့ကြောင့်အမတို့သမီးကိုဖုန်းပေးမိကနေအတွက်ကြောင့်သူဒီ messenger တစ်ဆင့်ပဲအမစီရ messenger လည်းပဲတစ်ဆင့်သမီးကိုပြောရတယ်ပေါ့နော် အခုကအမအမလို့ပြောနေကြတယ်ပြီးရှင်းပြချင်တာဘာလဲဆိုတော့အမနဲ့သူနဲ့အိမ်တော်မပြုတ်ခင်ကတည်းကသူအားအမကိုခရစ်စတန်မန်နဲ့တည်တယ်အမလည်းသူဗုဒ္ဓဘာသာမှန်းတည်တယ်အမအဖေမေဒီဆိုတာကလည်းဘာသာကိုလည်းချင်းချင်းယူထားတာအမမေဒီဗုဒ္ဓဘာသာအဲ့ဒီတော့အမဘာသာရေးနဲ့ပတ်သက်လို့ဘာမှပြဿနာကိုမရှိတာဒါပေမဲ့တကယ်တဲ့အိမ်တော်ပြုတ်တဲ့အခါမှာပြဿနာရှိတာကသူကသူ့ဘက်ကနေပြီးတော့အမကိုပြဿနာချတယ်အများကြီးပဲနော်အမအိမ်ကိုခုံကြီးတွေလာတယ်ဟလာကိုပွဲမှာစုံရင်းနဲ့မှာပုံပုံကြီးကျမကတော့ဒီ ဟိုဟိုဘိုင်ဘယ်နဲ့ပတ်သက်လို့တိတ်ပြီးတိတိချာချာလေးမသိဘူးအဲ့ဒီကြဘိုင်ဘိုင်ဘယ်ဖတ်ဖတ်တာလေးလေးရှင်းပြပေးပါဆိုပြောတဲ့အတွက်ကြောင့်ဖုန်းကြီးနဲ့ပွဲမှာခေသွားတဲ့အတွက်ကြောင့်ပုံမောင်ကအိမ်ကိုလာပြီးတော့မှဒီပါစာပေါ့နော်စတန်ဖတ်စီယာကနေပြီးတော့မှလာတင်ပေးဖို့အတွက်အိမ်ကိုလာတဲ့ခါကျတော့လေဖုန်းကြီးကိုဆော်ကားမောင်ကပြောပြီးပြန်လှုပ်လိုက်တယ်စိန်ခေါ်တယ်ဖုန်းကြီးကိုဟိုလေငါလည်းဗုဒ္ဓဘာသာကျောင်းမှာဖြေရှင်းမယ်မင်းရောမင်းရဲ့ခရစ်ယာန်နဲ့ပတ်သက်လို့ကြတဲ့နာကြတဲ့ကြတဲ့ဖြေရှင်းနိုင်ကြလားဆိုပြီးတော့ဖုန်းကြီးကိုတခါတည်းစကားပိတ်ပြောပြီးတော့မောင်းထုတ်လိုက်တယ်ဒါမျိုးတွေကဘာမှမသိတဲ့အချက်တွေနော်အမဆိုလို့ရှိရင်ဘယ်လောက်ထိဟိုဘာသာရေးလက်ခွင့်ပေးသလဲဆိုလို့ရှိလို့ရှိရင် ဒီအမျိုးသားနဲ့ပတ်သက်လို့ तू ဖျားတယ်ချင်တယ်ဟဲ့လား तू ကဟိုဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်ယောက်ျားတယောက်ကဖျားတယ်တယ်ဆိုလို့ရှိရင်ဖုံးကံမြင့်တယ်ဆိုတဲ့ဟာမျိုး तू ကမှဖျားတယ်ဘူးရှင်နဲ့ပြောလို့အမနေမှမရရအောင်ပတ်ဆိုင်ကိုရာချီကုန်ခံပြီးတော့မှဖျားတယ်ပြီးခဲ့တယ်တကယ်တမ်းဆိုအမကဗုဒ္ဓဘာသာမဟုတ်ပါဘူးခရစ်ယာန်ကဒါပေမဲ့လူတယောက်ရဲ့စိတ်ကဘယ်လောက်ထိအလေးထားလဲလူတယောက်ကဘယ်လောက်ထိဘာသာရေးကိုလက်လက်ခွင့်ပေးထားလဲဆိုတာကိုအမပြောပြတယ်နော်ခုံယူလင်းချင်းလို့ပြောတာမဟုတ်ဘူးသိလားဆိုတော့မဟုတ်လို့ရှိရင်အမတို့ခရစ်ယာန်တွေကပဲအများအားလူတွေကိုဆွဲပြီးတော့မှတွင်းနေတယ်လို့လို့ဘာလို့လို့ပြောချလုံးလို့ပါဆိုတော့ပြီးတော့ကထိန်ဆိုလဲခင်းတယ်နော်ပကံမှာခင်းတယ်ပကံမှာအကုန်ရှိသမျှပတ်ဆိုင်ပုံအောပြီးတော့မှလှူတာ တို့ကရပြီတမီးအဲ့လောက်ပဲလူလေရရလေလို့ပြောတဲ့အချိန်မှာကိုကမဟုတ်ဘူးကိုမှရှိနေတာအိမ်ပုံအိမ်တုံမှဖောက်အကောဖာမအကောင်လုံးလူပေးခဲ့တာအဲ့လောက်ချိကိုရရရရအမှန်ကအလှဘတ်မှရောတို့တို့ဘာသာရေးနဲ့ပတ်သက်အကောင်လှုပ်ပေးခဲ့တယ်ဆိုတဲ့အခါကျဒီလိုမိမမျိုးကအမှတမီးကိုဟိုဟိုသူ့ကိုကြော်ပြီးတော့မှဘာသာလဲတွတ်တွင်းနေဆိုတဲ့ပုံစံမျိုးကိုပေါ့အင်တာဗျူးမှာဖြေတယ်တကယ်လားဆိုလို့ရှိလို့ရှိရင်သူနဲ့တမီးနဲ့အမှဆက်တယ်ပို့တော့ခွင့်ပြုထားတာတွေကကြားလာပြီကွာဒီရောက်ခရေက ဒီရက်ခက်ခွင့်ပြုထားတာအမင်းဖုန်းပြောတယ်သူနဲ့အမဘယ်တော့မှသူတို့နာမမနေဘူးဖုန်းပြောတယ်အမကလည်းအမဟင်းချက်ဆရာရှိချက်တယ်မိမှုလိုက်စာကြည့်တိုက်တယ်သူနဲ့တမီးနဲ့ကြားထဲမှာဆက်တွေ့ပြီးပြောတယ်စကားမှတစ်ခုမှလည်းမကြားချင်ဘူးတိလည်းမသိချင်ဘူးတမီးကသူ့အဖေကိုဘာပြောလဲဆိုလည်းအမမသိချင်ဘူးသူနဲ့တမီးနဲ့ကြားထဲမှာသူကရှိသေးတာအဲ့တော့ဒီဖုန်းဖွင့်ထားပေးခြင်းကသူနဲ့တမီးနဲ့ဆက်တွေ့ဖို့ပဲအမကအိမ်နောင်ရှိတယ်အမကစီးရှိတယ်နောက်အိမ်နောင်ပြုထားတယ်နောက်အိမ်နောင်ရဲ့ယုံကြည်မှုနောက်အိမ်နောင်ရဲ့တစ္ဆာနောက်အိမ်နောင်ပေါ်မှာတစ္ဆာရှိမှုဆိုတာအမထားဖို့ထားရမယ်အလကားနေနေဖုန်းနဲ့ပြောနေအောင်လိုက်ပြီးခွင့်ပြောနေပြီးတော့လိုက်ပြီးတော့မှစာတွေပို့ပြီးတော့လိုက်ပြီးသတင်းပေးနေရအောင်လို့လေအဲ့လောက်ရှိအမကတောင်းရင် မလိုအပ်ဘူးကွာအဲ့ဒါသူပြောလို့သူ့အမက respect မပေးဘူးပေါ့ဟိုတမီးနဲ့ပတ်သက်လို့သူ့ကိုပြောရမယ့်ဟာဒီမှာအမကပြောဖို့ပြောရမယ့်ဟာဒီမှာပေါ့နော်သူ့ respect ပေးပြီးမပြောဘူးလို့သူပြောရ respect ဆိုတာကသူနဲ့အမနဲ့ယူထားတဲ့အချိန်တုန်းကဟိုပြောတင်ပြောရတဲ့ဟာတွေအသိပေးတဲ့ဟာတွေကတရေးချင်တဲ့ respect ကတော့ပေးရမှာပေါ့ယူထားလို့ရှိရင်ပေါင်းနေသေးဆိုလို့ရှိရင်တော့လေအဲ့ယောက်ျားကြီးဒီလိုတော့တမီးကရှိတယ်ဆိုပြီးပြောနေရမှာပေါ့အခုဟာအမနဲ့တမီးကလည်းကွဲသွားပြီကွာပြီးတော့ တမီးနဲ့ပတ်သက်လို့ပြောနေတဲ့ဟာကိုလေတမီးစီကလည်းဓာတ်ရိုက်ချားရအောင်လို့အမပြောရင်လေလိန်နေဖြစ်မှာဆိုလို့တမီးနဲ့ဖုန်းပြပေးဖို့ကိုသူ့ကိုပေးထားပြီးသားပြီးတော့တမီးဖျားဆောင်တက်တယ်နော်တမီးဟိုကလောက်တယ်ဟိုဗါလဲဖျားဆောင်မှာခကြီးထွက်တယ်ဖျားဆောင်တက်တယ်ဖျားဆားတင်တန်းသွားတယ်အဲ့ဒါဒီအားလုံးလည်းနေနေအမပို့စီတင်နေတာပဲအမသာမသိရလို့မရှိဘူးအမရဲ့ဝေါ်လည်းဝင်ကြည့်လိုက်ပါပြီးတော့အမ Facebook ထဲမှာ live တွေ့တဲ့အခါမျိုးအမအမြဲတမ်းဖျားဆောင်မှာတမီးနဲ့သွားနေတာလည်းသူမြင်တယ် တင်ဖုန်းခေါ်တဲ့အချိန်မှာတမီးမရှိဘူးဟုတ်တယ်တမီးဖျားကြောင်းသွားနေတယ်ဟေ့သူပြောလိုက်တယ်အော်အေးအေးပြီးမှပြန်ခေါ်မယ်အရင်နေ့တွေတော့ကသူ easy save ပဲကွာတိလာပြောချင်တာသူတိအမေစီမှာဘယ်လိုလုပ်ဟိုအမကဗုဒ္ဓဘာသာမဟုတ်တယ်လို့ကြာအမဗုဒ္ဓဘာသာအကြောင်းကိုလည်းတင်လို့မရဘူးဗုဒ္ဓဘာသာကျမ်းအမနားမလည်ဘူးတမီးဒီကိုရောက်လာတဲ့အချိန်မှာလုံခဲ့တဲ့တောင်းနေရောက်လာတဲ့အချိန်တုန်းကမတိုင်ရင်တော့ကတော့သူချန်ကုန်မှာပေါ့နော်အမစီမရောက်လာခင်လုံခဲ့တဲ့၃နှစ်လောက်ကတမီးကိုသူဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ဖျားစာလေးတင်ပေးတဲ့ဟာလေးကိုဗီဒီယိုလေးနဲ့သူ့အဖွားတင်ပေးတာလားမသိဘူးသူ့ရဲ့ဒူမနဲ့လားမသိဘူးတမီးလေးရွတ်နေတာဆက်လေးပစ္စည်းလားဆက်လေးပစ္စည်းရောလားအဲ့ဒါရွတ်နေတာအမတွေ့အမဘာမှမပြောဘူးဟုတ်တယ်လေ အမတို့ဟာကော်ဖီနဲ့လက်ဖက်ရည်ဟိုကော်ဖီနဲ့နှုတ်လို့ပဲကော်ဖီနဲ့နှုတ်ရောတဲ့အခါကြလို့ရှိရင် ဟိုနော်လို့ပဲဖြိုးစွတ်မနေဘူးကွာအရာကတော့ရောနေမှာပဲတမီးကဟိုဘက်ကောင်ကြီးပဲဘာသာရေးမှာဟိုဘာသာမတူတဲ့လူတွေကပေါင်းလာတာဖြစ်တဲ့အတွက်ကြောင့်တမီးမှာနှစ်ခုလုံးသိပိုင်ခွင့်ရှိတယ်ဒါပေမဲ့အခုသူအင်တာဗျူးမှာဖြေသွားတယ်နော်အမအဖေကတဲ့နော်ဘလောက်များပေါ့နော်ဘာသာရေးကိုတမီးကိုနဲ့ပတ်သက်လို့သူ့မျိုးကိုဆွဲတယ်လဲဆိုတာမျိုးပေါ့သူဖြေသွားတယ်ပုံမှန်ဟိုဘိုးတော်ကတဲ့ဟိုခလေးကပါပေါ့နော်အသက်က2နှစ်3နှစ်4နှစ်ပဲရှိသေးတယ်ပေါ့နော်သူကသူ့စီရလို့ရှိလို့ရှိရင်လည်းဖျားသခင်ကြောင့်နေတင်တယ်ပေါ့ပြောတယ်ပေါ့နော်ဖျားစာတင်ပြီးလို့ဆိုတင်မှာပေါ့အမတို့ဒီမွေးရပါမိယောခလာခရစ်စတန်တွေဖြစ်ကြတယ်အဲ့ဒါအမအေဘက်ကမိဘတွေကလည်းဟလာခရစ်စတန်ဖြစ်တဲ့အတွက်ကြောင့်သူတို့ခရစ်စတန်လိုပဲတင်တတ်မှာပဲဟလာကျန်းစာတွေဖတ်ကြပြီးရှင်းပြပေးဖျားသခင်ကဘာလဲဆိုတာပြောပြမှာပေါ့ဒါကအမဖေက ာဖះရှာမှာဖះလူကြီးဖြစ်တယ်ဖះစာဖတ်တယ်ကျန်းဖတ်တယ်ဆရာဖြစ်တယ်ပြီးတော့ကလေးကိုကျန်းစာတင်ပြီးတဲ့ဆရာဆိုတော့သူလှုပ်တယ်လားသူလှုပ်တာပဲဒါကလူကြီးတယောက်အနေနဲ့သူ့ရဲ့မီးကိုကောင်းတဲ့ကြာတင်ပေးတာလေတမီးကြီးခိုးပါတတ်ပါလူတတ်ပါလို့ဟိုလှုပ်ပြီးတော့တင်ပေးတာမှမဟုတ်တာအဲ့တော့လူဆိုတာကိုတိတဲ့အရာကိုပဲတင်ပေးလို့ရမှာကဲဆိုတော့များဒါကတော့သူတို့ကိစ္စเนาะဒါကတော့သူတို့ကိစ္စဘယ်သူမှားတယ်ဘယ်သူမှန်တယ်တော့ကျွန်တော်ကတော့အာမွေဖန်တော့ဘူး ဒါမဲ့အဲငါတို့ကိစ္စကြတော့ဘလို့ဖြစ်လဲဆိုတော့ဒီဘာသာမတူတဲ့လူတွေအင်တာဗျူးရင်တော့ဒီလိုအဲကျောင်းမှာပြိပက္ခတွေဖြစ်တတ်တယ်ဒီလိုပြိပက္ခတွေကြောင်းလဲအင်ထောင်ရေးတရှိုးနေရာတွေမှာအဲ့လိုပြဿနာတွေအများကြီးအဲ ဖြစ်တတ်တယ်ဗျာနော်ဒါငင်းခုံတော့လည်းပြီးနေတဲ့ကိစ္စမဟုတ်ဘူးဗျာဒီဘာသာရေးဆိုတဲ့ကိစ္စကဆိုတော့ကိုကလည်းပါဖက်မဖြစ်ဘူးသူကလည်းအကုန်လုံးမသိဘူးဆိုတဲ့ကကြတော့ဒီငင်းခုံရှင်လည်းပဲအဲတိုက်ပိုက်နေတာတိုက်ပိုက်နေကြတာဆိုတော့တော်တော်ကြီးဒီအမြင်ကျေတဲ့နားလည်မုံရှိတဲ့အာချိုးလူတွေပဲအဲအထောင်းရင်းမြင်းရင်းမြင်းကြမှာပါအထောင်းရင်းမြင်းတုံမှာဒါဒီဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့အာပြိပခါတွေရှိမလို့ထင်ပါတယ်ဆိုတော့အထောင်းတစ်ခုပြုတော့မယ်ဆိုရင် ဒီဘာသာရေးကိုလည်းကြည့်ဖို့လိုတယ်ဗျဘလောက်ပဲသမီးရဘောကအအချင်းဘာသာကျမနားလည်ပေးမယ်အအနှင်းဘာသာငါနားလည်ပေးမယ်လို့ဘလောက်ပဲပြောပြောတော့လူတွေဟာခုနှစ်ရက်တစ်ပတ်ရှိရတဲ့ကြောတော့ရင်ဒီအရှိဆိုတဲ့ဟာကတိတ်ပြီးတော့ဒါနာသိမ့်မှန်တော့ဘူးเนาะအဲ့ဒီနာမှန်တဲ့ဟာပြည်တဲ့အရှင်ကြတော့ဒါတရားတရားပြည့်မြတ်တဲ့အရှင်တွေများတယ်ဆိုတော့ဒီကိစ္စတွေကဒီအထင်းမှဒီအထောင်ရဲမှလည်းတော်တော်ကြီးကိုဒါနောက်ပိတ်ကြတော့ဒီအထောင်ရဲတခုတာယာဖို့အတွက်တော့အနှောက်အယှက်တွေဖြစ်လာတယ်ဗျာเนาะဆိုတော့ဒီအဲလူပြိုအပြိုလေးတွေเนาะသတိထားကြပါဒီဘာသာအာဒီမတူတဲ့เนาะ အတူတူအင်ထောပြုလုပ်မှဆိုရင်ဒီလိုပฏิပက္ခတွေတော့ဖြစ်လာမှာတေချာတယ်များဒါတော်တော်ကြီးသဘောထားပြေဝတဲ့အဲလူတွေကလွေးပြီးတော့ပေါ့တာမန်လူတွေကတော့ဒီအဲအင်ထောဒီဘာတိုင်းနဲ့ပတ်သက်ပြီးတော့အင်ထောရင်းမှာဒီလိုကတော့ကစားတယ်အမပြေလည်းမုန်းတယ်လုံးဝဖြစ်နိုင်တယ်တော့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ဒီဒီလိုဒီလိုကိစ္စမျိုးကြတော့ပြီးရင်တာမန်အမှားလေးတစ်ခုနဲ့မတူဘူးပြဒါတသက်လုံးကောနော်ဒါအင်ထောပြု ြုတ်တဲ့နေကစားပြီးတော့ဒီတက်ဆုံးတိုင်အောင်ထိကိုဒီဟာတွဲပြီးတော့သွားရမှာဆိုတော့ဒါတော်တော်ကြီးလေးစဉ်းစားဖို့လိုပါတယ်ဒီဘာသာမတူတဲ့လူနှစ်ယောက်အင်တာဗျူးဖို့ဆိုတာကအာကျွန်တော်တို့ငပိချိန်တဲ့လူနဲ့ငပိချိန်တဲ့လူတွဲလက်တွဲတာကောင်းတယ်ဗျာနော်ဒီဟမ်ဘက်ကချိန်တဲ့လူနဲ့ဟမ်ဘက်ကတော့ဘာလို့ချိန်တဲ့လူလက်တွဲတာကောင်းပါတယ်နော်ဒါအတွင်းညီနဲ့ဟန်ချက်ညီနဲ့ဆိုတော့ဒီလိုဘာသာရေးနဲ့ပတ်သက်ပြီးတော့အဲ့လိုအာခွဲပြားတဲ့လူတွေကအင်တာဗျူးရင်ဒါတနေ့မဟုတ်တနေ့အတနေ့ရမဟုတ်တနေ့ရ ဒီလိုအငင်းခုံတွေစိုင်းကြီးပဲတွေလုံးဝဖြစ်ဖို့သိချပါတယ်။ဒါဆိုတော့ခံယူချက်ဘာသာရေးခံယူချက်မတူဘူး၊ယုံကြည်ချက်ကမတူဘူးဆိုတော့အာသမီးစားဘောကဘလောက်ပဲရှိလို့အလိုလိုက်ခဲလိုက်ခဲဘလောက်ပဲအာအနွမ်တာခံခံအာဒီကြာလာတဲ့အချိန်ကြာရင်ဒါတွေက အဲဒါ story တွေပါနော် story တွေပါနောက်ပုံပြင်လေးတွေပါအရှိတယ်ဆိုတာနော်ဆိုတော့ဒီလိုပြဿနာမျိုးတွေဖြစ်လာနေပါတယ်ဆိုတော့သာသမီကိုချစ်တယ်မိဖားတွေကလည်းငါဘာသာမှန်လို့ထင်ငါငါဘာသာနဲ့ပတ်သက်တဲ့ဟာကိုသင်ပေးရှင်တယ်အာဟိုဘက်ကလည်းဟိုဘက်ဘာသာမှန်လို့ထင်တယ်ဆိုတော့ဘာဘာသာလည်းသင်ပေးရှင်တယ်ဆိုတော့ဒီဟာကိုကပြဿနာကမဆာနေပြီဆိုတော့ဒီဟာတော်တော်ရှုပ်ပါတယ်ဒါရှင်းမရှင်းတဲ့ပြဿနာမျိုးပါတစ်သက်လုံးလေးလက်တွဲသွားရမှာဆိုတော့ဒါအိမ်ထောင်ရေးတစ်ခုပြုရမယ်ဆိုရင်ဒီဘာသာရေး အဲမတူတဲ့လူတွေအလူမျိုးရဲ့မတူတာနဲ့ quyen ရှိပါတယ်ဆိုတော့ဘာသာရေးလူမျိုးရဲ့မတူတဲ့လူတွေလည်းအတော်တော်သတိထားဖို့ကောင်းပါတယ်ဒါเนาะအာဒါဖြစ်လာရင်နောက်မှအနုဒ္ဒဆိုတာကတော့တစ်ခါလေးပါလာမှာเนาะဆိုတော့သတိထားကြပါဒီနောက်ပဲပြောရှင်ပါတယ်ဆိုတော့သင်ခန်းစာလေးကတော့ဒီနောက်ပါပဲဆိုတော့ဖိုင်လေးဝင်နေမှာဆုံးတဲ့နေပါတယ်နောက်ထပ်ဗီဒီယိုဖိုင်လေးမှာကျွန်တော်တို့ဆက်တွေ့ကြအောင်เนาะ okay see you next video